ကတော့ရာဇာနေဝင်ဆိုတဲ့လူတယောက်က iconic ဖြစ်ပြီးသားသူ့ကိုကျွန်တော်ကတွားပြီးတော့သူနဲ့မလိုက်ဖက်တဲ့ဟာတကိုကျွန်တော်လောက်ခိုင်းလို့မရဘူး။ तू ကအမြဲတမ်းသူဖြစ်နေရောမှာပဲ။ तू က iconic ဖြစ်နေရအဲ့ဒါကိုကျွန်တော်တွား change လုပ်လို့မရဘူး။အဲကျွန်တော်မှမဟုတ်ဘူး။တခြားဘသူပဲရိုက်ရိုက်ကရာဇာနေဝင်နဲ့လိုက်ဖက်တဲ့ character လိုမျိုးကိုပဲသူ offer ပေးမှရမယ်လို့ကျွန်တော်ထင်ပါတယ်ဆိုတော့ကျွန်တော်ကတော့အကောင်းဆုံးတက်နိုင်ဆုံးနဲ့မှာခုနကကျွန်တော်ပြောဆိုသူအရက်ပြခိုင်းနေကျွန်တော်လိုချင်တဲ့ dialogue တွေမရအောင်ချက်ခိုင်းနေတော့ရအောင် manipulate လုပ်ရတော့ပေါ့လေဒါပေမဲ့ iconic ဖြစ်ပြီးသားဒီ personality တစ်ခုလုံးယူတော့ပြောင်းပြလို့မရအောင်လို့ထင်ပါတယ်ကျွန်တော်အဲ့တချို့စိတ်နေဆိုကျွန်တော် cut မလုပ်ဘဲနဲ့တွတ်ပေးတဲ့ဟာမျိုးရှိရယ်သူဘာထက်ထွက်လာမလဲပေါ့နော် အဲ့မှာရတော့သူလောက်သွားတဲ့ဟာလေးမိုက်ပါတယ်တော်တော်များများဒါတော့တဘာစကားပြောတာပေါ့အာကျွန်တော်တို့ဒီပြန်ပြန်ပြောရရုပ်ရှင်ဟာဒီ9ရက်နေ့နိုဝင်ဘာ9ရက်နေ့တောက်ကြနေဆိုရုံတင်ပြီပေါ့နော်ကျွန်တော်တို့ဒီအဖွဲသားတွေအကောင်လုံးစူးစမ်းထားတဲ့အပိုင်းအရောပြီးသွားပြီအာပရိသတ်တွေကပဲကျွန်တော်တို့အောင်မရလားဂုံတူးထွက်လားဆိုတာပေးရမယ်အချိန်လေးရောက်သွားပြီမို့လို့ကျွန်တော်အာ feedback ကြီးအရန်ကြားကြနေပါတယ်။ဖန်တီးသူအချင်းချင်းမှာကြောက်ဖန်တီးသူအချင်းချင်းဖန်တီးထားတဲ့အရာတွေအမြင်နဲ့အရာတွေရှိတယ်။ဒါပေမဲ့ကျွန်တော်တို့ဆိုတာ entertainment သမားတွေဖြစ်တဲ့အတွက်ကပရိသတ်ကတကယ်တမ်း relate လုပ်ပြီးတော့နားလည်နိုင်မှာ အာတကယ်ကုန်လို့မှရတယ်ပြောရမှာပေါ့နော်ကျွန်တော်ဖန်တီးသူအချင်းချင်းပဲနားလင်လေလို့တော့မရဘူးအာပြည်သက်နားလင်မှာရမှာဖြစ်တဲ့အတွက်အဲ့အရတော့ကျွန်တော်ဒီကြမပြောနိုင်သေးဘူးပေါ့နော်ဒီကားမှမဟုတ်ပါဘူးကျွန်တော်အရှိမကျွန်တော်ရိုက်ခဲ့တဲ့ရုပ်ရှင်ကားတကားရှိတယ်အာမယုံမတင်အောင်ပေါ့အဲ့ကားကလည်းကျွန်တော်အဲ့လိုပဲကျွန်တော်ဇန်ညုံးတစ်ခုရေးတဲ့အချိန်မှာကျွန်တော်ပုံမှန်လူတွေဇန်ညုံးဘယ်လိုရေးလဲကျွန်တော်မသိကျွန်တော်တယောက်တည်းဇန်ညုံးရေးအဲ့လိုအယူတယောက်လိုပဲအဲ့မိုင်းကြည့်ပြီးဟိုစကားပြောလိုက်မင်းကလေးဖြစ်သွားတယ်မင်းကလေးဖြစ်သွားတယ်ယောက်ျားလေးဖြစ်ယောက်ျားလေးဖြစ်သွားလိုက်တယောက်တည်းစကားရေးပြောကြည့်အောင်နော်ဆိုတော့အကုန်လုံးကကျွန်တော်ကဟိုခိုင်းနေဆိုတဲ့ဟာမှာကျွန်တော်ကသူတို့ရဲ့ ဒီ limit တစ်ခုကိုကျွန်တော်တိထားပြီးသားဘာလို့လဲဆိုတော့ဒီလူတွေအကုန်လုံးเนี่ยကျွန်တော်အလုပ်လုပ်ဘူးရယ်ကိုသိန်းလဲဆိုရင်အကျွန်တော်အလုပ်လုပ်ခဲ့တာစိုက်စုနဲ့တစ်ခုလောက်ရှိနေပြီကိုသိန်းတို့အားရထိုက်တို့ပေါ့နော်မဖူးဘူးဆိုလို့ရှင်လည်းမရှိဘူးဆိုအနည်းဆုံး6-9လောက်ကျွန်တော်တို့အလုပ်တူလုပ်လာခဲ့ပြီးသွားပြီဆိုတော့ commercial ဘက်မှာပေါ့နော်ကျွန်တော်ရုပ်ရှင်နေတယ်တော့တစ်ခါမှမလုပ်ဘူးအဲအကုန်လုံး limit ကိုကျွန်တော်တိပြီးသားဆိုတော့ကျွန်တော်ဒီဇလန်ကိုရေးတဲ့အချိန်မှာလည်းအာကြိုမြင်ထားတဲ့သူတွေရှိပြီးသားတချို့ creator တွေကြောက်လည်းကျွန်တော်တို့ okay ရင်းနေ talent မှာ producer နဲ့တိုင်ပင်ပြီးရွေးချယ်ထားတဲ့သူတွေရှိရယ်ဆိုတော့အကောင်လုံးရဲ့ limit ကိုတိပီးသားမှလို့ခိုင်းတာပါဟိုလိုမျိုးကြီးကျွန်တော်အတင်းအဲ့လိုသူတို့ push လုပ်တာပေါ့ဒါပေမဲ့ငကိုရုပ်ရှင် င်ကားတွေမှာကျွန်တော်တို့လုတ်တဲ့အချိန်မှာကြာလို့ရှိရင်ကျွန်တော်တို့ကအာဖန်တီးရဲ့အချိန်မှာတငယ်ချင်းချင်းလောက်တာမဟုတ်ဒီ ਆਈ ကကျွန်တော်တငယ်ချင်းတွေမောင်နှမတွေလို့ဖြစ်နေတော့အပိုပွတ်လုတ်ပြတာပေါ့နော်ပိုဖြစ်စေချင်လို့ပါပင်မန်းတာတော့အကုန်လုံးပါပဲကျွန်တော်တို့ဒီ DB ကအစားကျွန်တော်တို့ crew တွေအကုန်လုံးဒီတရုတ်ဆောင်တွေရောအကုန်လုံးနှီးပါလောက်ကအခုပထမ story ကပြောမှာပါပါရတာပေါ့နော်ခုနကကျွန်တော်လည်းပြောလိုက်တယ်အာဒီရုပ်ရှင်ဆိုင်တွေကိုသူအရက်ဖြတ်ပေးပါဆိုသူဖြတ်ပေးရဖြတ်ပြီးတော့သူတရုတ်ဆောင်တဲ့အခါမှာအာတကယ်ရိုက်တဲ့အချိန်တော့ကျွန်တော်အရန်အေးတယ်ဆိုတော့ now ရိုက်ပြီးတော့ကျွန်တော်900လောက်နေတော့သူဖြားသွားတယ်အတူမှမဟုတ်ပါဘူးပြည့်ပြည့်ဆိုလည်းအဲ့လိုနေမကောင်းတိုက်မကောင်းဟိုရရတာပြောရတဲ့မှာရှိအကူသိန်းဆိုလည်းအဲ့လိုပေါ့နော်အကုန်လုံးပင်ပန်းညတာတွေယူရမုန်းလေးမောက်ရရတယ်အဓိကကျွန်တော်က horror ဒီ psychological thriller horror ဖြစ်တဲ့အတွက်ကကျွန်တော်က night scene တွေများတယ် night scene များတဲ့အချိန်မှာကျတော့တိုးဆောင်နေအကုန်လုံးကတခါကျကျွန်တော်တို့ရိုက်တဲ့အခါအာ24နိုင်ဖြစ်သွားရဲ့ရက်တရားရှိတယ်။အာမမမရဆိုနှစ်ခုလောက်ရှိရပေါ့နော်ကျွန်တော်ဒီ horror ချင်းထဲမှာပဲ။ဆိုတော့ပင်ပန်းတာတော့အကုန်လုံးပင်ပန်းကြတာကြီးပါပဲ။အာအားလုံးကတော့ ရုပ်ရှင်ကားပြီးသွားတဲ့အချိန်မှာသူတို့ခုနကကျွန်တော်ရုံအဘယ်လိုပြောရလဲပြရတဲ့အချိန်မှာလည်းသူတို့ပြောကျေးဇူးတင်စကားပြောရပေါ့နော်သူတို့တကယ်အယမ်းပင်ပန်းထားတဲ့ဟာတွေကကျွန်တော်ပြောပြရတာအယမ်းနည်းသေးတယ်ဒီစင်းတစ်ခုတိုင်းတစ်ခုတိုင်းကျင်းစီမှာကြည်လိုက်လို့ရှင်တော့ပို့ပြီးသီးတာပါမယ်လို့ပြောချင်ပါတယ်ဘာရလဲအယမ်းချက်ခိုင်းနေတာသူပထမဆုံးရက်မှာသူရောက်လာရောက်လာသူအဲ့ညနေ၄နာရီတော့သူကစ်လာတယ်သူနေနေကစ်လာတော့ သူကင်မရာဘလော့ဂင်းတွေရအစားသူပြီး dialogue တွေသူနည်းနည်းမေ့သွားပါတော့ပြီးတော့အဲအဲကြောင့်ဘာရတာရိုက်မယ်ဆိုလို့ရှိရင်တောက်လို့မရအောင်ကျွန်တော် on scene မှာတောက်တာလည်းမကြိုက်ဘူးပြီးတော့ကျွန်တော် channel crew ရေအကုန်လုံးမှကျွန်တော်မှာပါတယ်ဟိုမြန်မာရုပ်ရှင်ကားတွေမှာကြာတော့တချို့တယောက်ဆောင်နေဆိုအမရဲစစ်တင်မှာရိုက်တယ်ဆိုတဲ့ဟာမျိုးလည်းရှိရင်ရှိလိမ့်မယ်ဒါပေမဲ့ ကျွန်တော်ကကျွန်တော်ဝင်လဲအရမတောက်ဘူး။အော်စီမာလည်းဘယ်သူမှအရတောက်တာခွင့်မပြုဘူးဆိုတော့ဘာရတာပြောလဲဟုတ်ကဲ့ဆိုပြီးတော့သူကโอเคဖြတ်ပေးပါမယ်။အဲ့တော့ तू လည်းတကယ်ကောင်းတဲ့ result ကိုတွေ့ရတယ်ပေါ့နော်။ပြီးတော့နောက်တစ်ခါကဒီဘေးနားမှာရှိနေတဲ့ तू သူသူဖူးဖူးတို့ channel တရုပ်ဆောင်နေအကောင်လုံးကလည်းအားကျုံမှန်တဲ့တရုပ်ဆောင်နေတဲ့အခါကျတော့ तू ကိုယ်တိုင်အာဒါတကယ်အရက်ခဏဖြတ်ချင်စိပေါက်သွားပါပေါ့နော်။အခုလည်းအရက်၁၄ရက်လောက်ရှိပြီပြန်ပြက်နေရလို့ပြောပါတယ်။ဟုတ်။ तू ရက်ရက်က9ရက်ပြီးတော့ तू ဖြားသွားတယ်ပြီးတော့နောက်တစ်လလောက် तू နားလိုက်တယ်လို့ပြောပါတယ်။ကြည့်ဘာရတာအရန်စကားနားထောင်ပါတယ်ဟုတ်။ပထမတစ်ရက်က तू ညနေ၄နာရီတိုင်း तू တောက်နေကြဆိုတော့ ောက်တောက်ချင်တာဗောနော်အဲတောက်လိုက်တာနောက်ရက်တည်းကသူလုံးဝမတောက်ပါဘူးသူပြောပါတယ်အာဒါရိုက်တာအရန်ခိုင်းနေတယ်ဆိုပြီးတော့ဒါမှသူချိန်နေပါတယ် on script reading ရောက်လာတဲ့အချိန်မှာကြာသူအတွက်ဒီ dialogue ကိုအဆမ်းပြောကြရတော့ raise လောက်တဲ့အချိန်မှာသူ့တက်တာအထူးဆန်းတော့ဖြစ်နေရပါတော့။သူကကိုယ်လေးတော့တိုင်းမဲ့လက်တန်းလောက်တာပါတော့။အမဟုတ်မရအောင်ကျွန်တော်လိုချင်တဲ့ဟာရှိတယ်။ဒီတိုင်းပြောမှရမယ်။ဘာလို့ဆိုတော့တချို့ dialogue တွေကကြာတော့ကျွန်တော်မှအတိတ်ပဲရှိရတယ်။အဒီကားထဲမှာအထူးသဖြင့်ရိုက်လိုက်တဲ့ကျွန်တော် short time short time မှာပြထားတဲ့အတိတ်ပဲတွေအကုန်လုံးရှိတယ်။ hidden message တွေအကုန်ရှိတယ်။ပြီးတော့ dialogue တိုင်းမှာလည်းရွေရွေချက်ရှိရပါရအောင်ကျွန်တော်ရှင်းပြရတာပေါ့နော်။ အာသူပြောလိုက်တဲ့စကားလုံးအခုဒီမှာဆိုကျွန်တော် spy လို့ရရတဲ့ဟာမျိုးရှိနေကိုနော်နော် collect ဆိုပြီးသူပြောလိုက်တဲ့စကားလုံးတစ်လုံးဆိုလို့ရှိရင်ဒါတွေအထိပယ်နောက်မှာတစ်မျိုးဖြစ်သွားတဲ့ဟာမျိုးရှိရပါတော့ဆိုတော့အတိအကျပြောချင်တာမရဘူးကြက်မှရမယ်ဆိုတော့ okay okay ပေါ့သူလည်းကြားတာပေါ့သူဒါပထမဆုံးကြက်ဖူးတာလို့ပြောပါတယ်ဟုတ်ဒီကတော့ရာဇာနေဝင်းဆိုတဲ့လူတစ်ယောက်က iconic ဖြစ်ပြီးသားသူ့ကိုကျွန်တော်က သွားပြီးတော့သူနဲ့မလိုက်ဖက်တဲ့ဟာတကူကျွန်တော်လောက်ခိုင်းလို့မရဘူးဒီ character လည်းကျွန်တော်ရှေ့မှာပြောခဲ့သလိုပဲစံညွှန်းရေးတဲ့အချိန်မှာကျွန်တော်ကြုံမြင်မိသားလူတွေရှိရဲကျွန်တော်အလွတ်ထားထားတဲ့ character ရှိရဲပေါ့နော်အဲ့ထဲမှာမှဒီ character တကူကအလွတ်ရှိပြီးသားပေါ့နော်အဲ့မှာကျွန်တော်တို့ producer နဲ့တိုင်ပင်ပြီးတော့သူ့ကိုထည့်ရပစ်ခဲ့တာဆိုတော့ तू ကအမြဲတမ်းသူဖြစ်နေရောမှာပဲ तू က iconic ဖြစ်နေတာအဲ့ဒါကိုကျွန်တော်သွား change လုပ်လို့မရဘူးကျွန်တော်မှမဟုတ်တခြားဘသူပဲရိုက်ရိုက်ကရာဇာနေဝင်းနဲ့လိုက်ဖက်တဲ့ character လိုမျိုးကိုပဲသူ offer ပေးမှရမယ်လို့ကျွန်တော်ထင်ပါတယ်ဆိုတော့ကျွန်တော်ကတော့အကောင်းဆုံးတတ်နိုင်ဆုံးနဲ့မှာခုနကကျွန်တော်ပြောဆိုသူအရက်ပြတ်ခိုင်းနေကျွန်တော်လိုချင်တဲ့ dialogue တွေမရရအောင်ချက်ခိုင်းနေတော့ရအောင်တော့ manipulate လုပ်ရတာပေါ့လေဒါပေမဲ့ iconic ဖြစ်ပြီးသားဒီ personality ကြီးတစ်ခုလုံးယူတော့ပြောင်းပြလို့မရအောင်လို့ထင်ပါတယ်ကျွန်တော်အဲ့တချို့စိတ်နေဆိုကျွန်တော် cut မလုပ်ဘဲနဲ့တွတ်ပေးတဲ့ဟာမျိုးရှိရယ်သူဘာထက်ထွက်လာမလဲပေါ့နော် အဲ့မာရီကတော့သူလောက်သွားတဲ့ဟာလေးမိုက်ပါတယ်တော်တော်များများဒါတော့တဘာစကားပြောတာပေါ့ဒီဇလန်ကဇကြောရိုးတစ်ခုထဲမှာ story သုံးခုကျွန်တော်ခွဲထုတ်ပြီးလောက်ထားတာဒါပေမဲ့ story သုံးခုဆိုရင်တစ်ခုနဲ့တစ်ခုကကွဲဝါမျိုးမရှိဘူးဒီတငယ်ချင်းလေးရပေါ်မှာပဲကျွန်တော်အခြေခံထားတာပေါ့နော်ဆိုတော့ အဲဒီကောင်းကိုကြည့်ရဆိုလို့ရှိရင်တကားလုံးမှာမတူညီတဲ့ခံစားချက်တွေကိုရမယ်အာစတိုရီတစ်ပိုင်းချင်းတစ်ပိုင်းချင်းစီမှာပြီးတော့ရင်ဒဇက်မှာမပြင်းစရာဘူးလို့ကျွန်တော်အာမခံကြပါတယ်အာလာကြည့်ပြီးရင်တော့အများကြီးဝေဖန်ပြီးတော့ကျွန်တော်တို့အားပေးပါအောင်လို့ကျွန်တော်ပြောချင်ပါတယ်ဒီတန်ပြောရုပ်ရှင်ကအလိုမှာ9ရက်နေ့တောက်ကြနေမှာရုံတင်မှာဖြစ်ပါတယ်ဒီတောက်ကြစနေတန်တင်ခွင့်နေမှာတော့အဓိကထားပြီးတော့အားလက်လို့ရှင်လာကြည့်ပေးပါအောင်လို့ကျွန်တော်ဖိတ်ခေါ်ချင်ပါတယ် feedback တွေအများကြီးကြားချင်ပါတယ်